ားနိုင်ငံကနေထွက်ခွင့်မပြုတော့ဘဲနဲ့ပိတ်လိုက်တဲ့ကိစ္စကချောင်းပိတ်လိုက်တာမဖြစ်နိုင်လား။ဘာကြောင့်ချောင်းပိတ်တာလဲ။ဘယ်သူတွေကိုချောင်းပိတ်ချင်တာလဲဆိုတာကတော့อืมစနိုက်ပါဆူကမသိရင်ထိုင်းဆိုးရသူဖြွေးကြနေရပြီ။ဒီမေးခွန်းလေးတွေကိုအကူဆက်လက်ပြီးတော့စဉ်းစားကြည့်ကြပါရှင်။အချို့တွေကတော့စဉ်းစားဖို့အချိန်တန်ပြီလို့ထင်ပါတယ်။မိဘပြည်သူများတော့ခေါင်းရှုံခံပါနဲ့။ကျမတို့ဖြစ်စဉ်တွေသိရတဲ့အခါကျရင်ပြောပြမှာပါ။ပြင်မခံပြီးစဉ်းစားမနေပါနဲ့ရပါတယ်။ဒါမျိုးပြောငါတို့ဆိုဂျပန်နိုင်ငံကြောင့်ကိုရီးယားနိုင်ငံကြောင့်မတိမဲရမ်းမပြောရဘူး။ဘာဖြစ်လို့လဲ။ အမှန်တကယ်ပြည်သားရဲ့အများကြီးရှိတယ်မတော်လို့ကိုပြောလိုက်တာလွဲဝိုင်းစောက်ပေါ်ဖြစ်မှာအဲ့လိုပဲဟမ်ပါပဲနော်ဒီထိုင်းနိုင်ငံအကြောင်းကိုပြောချင်တယ်ဆိုရင်တတိချာချာလေ့လာလေဟမ်တလွဲတွေပဲရှောက်ပြောပြီးတော့တတိယနိုင်ငံထိုလုံတဲ့လူပါ refugee ထိလူပါဆိုမှနေမဲ့လင်ပတ်စပို့ကိုဘာလို့ပို့လဲပတ်စပို့မရှိတဲ့လူတွေကိုတတိယနိုင်ငံထိုလုံခွင့် UN ကတ်ရှောက်ပြီးတွားတာလေနေပတ်စပို့စာအုပ်စောက်ကိုအဲ့ဒီတတိယနိုင်ငံကဘူးမလူပြဘာလို့ပါနေဖင်းနေထိုးနေရပါလား ဒေါ်လာမျိုးတွေအားလုံးပဲငလင်မင်းနဲ့မီးပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေတယ်ပဲကျွန်တော်ရဲ့ Jerry Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ Jerry Revolution တို့တော့ပြေကမှာတော့ယနေ့စက်တင်ဘာလ28ရက်နေ့အနေနဲ့မနက်ပိုင်းဒီနောက်ဆုံးရရှိသတင်းချက်ကိုအကျဉ်းချုပ်ဖော်ပြပြဆိုဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲဆုံးနိရှိဖို့ဒီနိုင်မှာထပ်မံတောင်းဆိုခြင်းပါတယ်။နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်းဆောင်တွေကလကောင်းတို့ရဲ့အကျိုးစီးပွားတွေနိုင်ငံတော်အာဏာကိုအတင်းတမမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှာဆိုရင်တော့ရပောင်း1900ပြဖြစ်ပါတယ်။မြန်မာနိုင်ငံတော်တရားတာအတွင်းစစ်ကောင်းစီကစစ်ကွေးတည်ဆုံးမှုစီးရင်မှာတော့ပြင်းမီနဲ့မမော်မြို့နယ်မှာတော့ ဒီတွေ့လို့မရသည့်အသေးများနေပြီးတော်လိုင်းရဲဘော်18ခုထိသာဆုံးခဲ့ရပါတယ်။ကရင်တိုင်းတိုင်းကရင်တိုင်းမြို့နယ်မှာ9ကောင်၊ဘိုးတိုင်းတဲကုန်းမြို့နယ်မှာ2ကောင်နဲ့တဦးကိုတော့ရှင်မိကြအောင်ဖြစ်ရှိရပါတယ်။ဘုံသူတွေဘုံနေနဲ့ကတော့နိုင်ငံရေးပါတီတွေရွေးကောက်ပွဲမဲဆွယ်ဟောပြောစည်းရုံးမှာစစ်တပ်ပြိုကွင်းနဲ့စစ်တရဂုံတိတ်ခါထိခိုက်မှုတွေမလုံဆောင်မှုနဲ့ တိုင်းနိုင်ရမယ့်အချက်၉ချက်ကိုတစ်တက်လောက်အခန့်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားလဲတွေ့ရှိရပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ပြည်ချမ်းတယောက်အနေနဲ့ကတော့ကိုကိုကြီးရာကင်ရန်လို့ဆိုပြီးတော့ကိုကိုကြီးကိုမချစ်တော့ပဲပြည်သူပါတီကိုကိုကြီးကိုစွန့်ပစ်ပြီးတော့အခြားပါတီတခုကိုတောင်းပါလဲတွေ့နေရပါတယ်။သူရဲ့ဖွဲ့စည်းတခုကိုနိုင်ငံရေးခံယူချက်သူရဲ့ဖွဲ့စည်းတခုကိုကျမကတွေ့သွားတယ်။တွေ့သွားတဲ့အချိန်မှာကျမပို့ပြီးတော့စိတ်အားထက်သန်သွားတယ်။လူမှုကွန်ရက်ပေါ်မှာဝေဖန်မှုတွေကြုံနေရတဲ့ဘလော့ဂါ VV ချမ်းဟာ ဥက္ကုကြီးဦးဆောင်တဲ့ပြည်သူပါတီ PP ကနေငင်းငင်းနဲ့ဖွင့်မျိုးရေးပါတီ PDP ကိုပြောင်းသွားပါတယ်။ PP ချမ်းပြောင်းသွားတဲ့ PDP ဟာ2025ရွေးကောက်ပွဲမှာတိုင်းဒေသကြီးအဆင့်နဲ့ရန်ကုန်တိုင်းကနေဝင်အောင် ရှင်ပြိုင်မဲ့ပါတီလည်းဖြစ်ပါတယ်။ ဒီလိုကြောင့်အောင်ပုံပေါ်ကြီးပါတီရနေထွက်ပြီးတော့ကျော်ဝင်ထွက်တာနဲ့ထွက်ပြီးတော့ကျွန်တော်တို့ငင်းငိုင်းလေးဝင်ရေးပါတီကိုဝင်လိုက်တာခင်ဗျာဟုတ်ကဲ့လောလောဆယ်တော့ကျွန်တော်တို့ဒီမှာတော့လွတ်တော်ကိုယ်စားလောင်းဖြစ်တော့ကျွန်တော်တို့ဘေးရင်တင်တာပါလေလွတ်တော်ကိုယ်စားလောင်းဖြစ်ဝင်ပြန်လာပါခင်ဗျာလောလောဆယ်တော့အလိုအကုန်လုံးတော့ပြောလို့ရတယ်လွတ်တော်ကိုယ်စားလောင်းအမြင်ကြီးပြန်သွားပြီးတော့ကျွန်တော်တို့စစ်စစ်မှုတွေပြီးမှသာလင်းတို့လိုပြောပြလို့ရမယ်ပါပြပချာလိမ်ပိုင်းဆိုင်ရာတိပညာပေးရုပ်တံတွေကိုမျှဝေနမယ်ရလာတို့ပါနိုင်ငံရေးပါတီဘက်ကိုကူးပြောင်းလာချိန်မှာတော့ အမျိုးဘာသာသာသနာဆောင်ရှောက်ရေးအဖွဲ့မှဘာသာတွေနဲ့ရှေးယိုဆွဲဝါဒီတွေရဲ့ဝေဖန်ဖိအားပေးမှုတွေကြုံနေရသူလည်းဖြစ်ပါတယ်။နှီးဆက်သူတချို့ကတော့ပြည်သူပါတီဟာဝေဖန်မှုတွေကြုံနေရတဲ့ VV ချမ်းကိုရန်ကုန်မှာဝင်ပြိုင်ခွင့်မပြုဘဲပြည်ပြည်နယ်ကနေဝင်ပြိုင်ခိုင်းလို့နှုတ်ထွက်တယ်လို့ပြောပါတယ်။ VV ချမ်းဟာရန်ကုန်တိုင်းလာတာမျိုးနယ်မှာနေထိုင်သူလို့လည်းသိရပါတယ်။ဒီချင်းနေနဲ့ပတ်သက်ပြီးသိရှိနိုင်မှုပြည်သူပါတီကိုဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။ ဖီဖီချန်းကတော့မကြခင်မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးရှင်းပြသွားမယ်လို့လည်းပြောပါရယ်ဒီဆက်ဒီကျင်းကိစ္စမျိုးဆိုတော့ဒါကသူကလူအသိပညာပေးကိစ္စမျိုးပဲဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒါဒီတစ်ခုအပြင်ဘက်တစ်ခုမဲ့တော့ဟိုကကျွန်တော်တို့ပုံရိပ် image ချလိုက်တဲ့ဟာမျိုးတော့မသက်ဆိုင်ဘူးလို့ထင်ပါတယ်ဒါကြောင့်မို့လဲကျွန်တော်တို့အားလုံးဟိုလိုမှုဆောင်နေတဲ့စီစီပြီးတော့မှ ဒါကျွန်တော်တို့ဟိုလက်ခံလိုက်တာပေါ့နော်လူတော်ကိုယ်တိုင်လောင်းဖြစ်တဲ့နိုင်ငံရေးပါတီဝင်တယောက်ကအခြားနိုင်ငံသားရဲ့အရာသူသာခိုင်ဝင်ရလို့မရှိရဘူးနောက်တစ်ချက်မိဟာနပါကမြန်မာနိုင်ငံသားဖြစ်ကြမယ်အနောက်တစ်ချက်ကျွန်တော်တို့ပြစ်မှုတစုံမရအကျိုးလုံးထားဖို့မဟုတ်ကအစပ်ပြီးအဲရွေးချက်တွေအများကြီးရှိတယ်အဲ့ဒီဓာရီနဲ့ကျွန်တော်တို့ပြည်ပြလိုက်တဲ့အခါမှာအတူပြစ်မှုတွေပါတယ်ကျွန်တော်ကမရှိဘူးနိုင်ငံတော်သစ္စာပေါင်းရမှုလက်နက်ကိုင်ဖွဲ့စည်းနေတဲ့ အဲ့ဒါညီဆုံးတာတော့မရှိဘူးအဓိကအဲသူ့ရဲ့ဒီလေကျတော့ရှိတာပေါ့ဘယ်တော့ကောင်းကလေးမလေးကငယ်လေးတွေဝိုင်းဝန်းထိန်းသိမ်းပြီးတော့ကျွန်တော်တို့ဝိုင်းကြည့်တော့ဝိုင်းကြည့်တော့ဒီနေ့ဒီနေ့ဆုံးဖို့ပေါ့နိုင်တဲ့ကျင်နာပေါ့နော်အခုလောသူအားအစ် education နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ Facebook တွေမှာအရင်တင်ထားတဲ့ဟာတွေပဲရှိပါတယ်ခုနောက်ပိုင်းကိုကျွန်တော်တို့ဒါတရားနေတော့လည်းကောင်းအကြီးကြီးတွေကနေအားလုံးကနေပြီးတော့ဒါကိုလူပိုတိုင်းနဲ့ဒါမလုပ်တော့ပါဘူး အဲအားလုံးဒီတိုင်းမှာပဲဝီချမ်းတယောက်ကတော့ကိုကိုကြီးရခိုင်ချမ်းလို့ဆိုပြီးနောက်တစ်ယောက်ကိုင်တော့ခိုင်ချင်လို့ပြေးပြန်ပြီဗျာဝီချမ်းတယောက်ကတော့သဘောထဲမှာဇီးဇီးလိမ့်နေလို့ပါပဲတလိမ့်နေနေပါပဲနောက်ထပ်တင်းပုံအနေနဲ့ကတော့ရုရှားကိုရောက်နေတဲ့စစ်ရှုံးမင်းအောင်လိုင်းအနေနဲ့လက်ရှိအချိန်မှာမြန်မာနိုင်ငံမှာတပေါင်းပူကြီးနျူကလ িয়ার တပေါင်းပူကြီးကိုတိစောက်ပြပါဆိုပြီးတော့ရုရှားကပူတင်ကိုပူဇော်နေပြီး ပြီးမှာပဲလက်ရှိမှာအာဂါသာစူဇန်လေ့လာရေးဆိုပြီးတော့အာဂါသာစူဇန်စခန်းကိုတွားတဲ့ခါမှာလဲနျူကလ িয়ার သေးစားတပေါင်းပူတိဆောက်ရန်အနည်းဆုံးဒေါ်လာတန်းရာချီမှဒဗလီယံခွဲကုန်ကြပြီးလစဉ်ထင်းထင်းလေးပတ်ခါဒေါ်လာနှစ်တန်းထွက်ရင်ရှိတယ်လို့ကြားသိပြီးတဲ့ချိန်မှာတော့လက်ရှိမှာ စူဇန်လေးလာရတဲ့ဂျိုရူဘာလွတ်တင်မှာမဲဆိုပြီးတော့ဂျိုရူဘာလွတ်တင်လို့ကြောင်းမှာထပ်ပြောကြကြောင်းသိရှိရပါတယ်မြန်မာနိုင်ငံမှာနျူကလ িয়ার ပောင်းဖို့တိစောက်လုပ်တဲ့ပြင်အာဂါသာစူဇန်လေးလာရတဲ့မြန်မာဂျိုရူကိုပါလွတ်တင်လို့တဲ့အတွက်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရေးမင်းအွန်လိုင်းကဆွေးနွေးနေကြောင်းလည်းသိရှိရပါတယ်သိရှိရတာဆိုတာပြောပြထားတာဖြစ်ပါတယ်မြန်မာပြည်သူတွေအနေနဲ့ငါးပါးကြီးလက်ထံမှာတော့ငါတို့တွေကနျူကလ িয়ার ပောင်းဖို့တွေကို ိုပိုင်ဂျိုဒူရင်တို့နေရတော့မယ်လို့ထင်အောင်ဆိုပြီးပြောတာဖြစ်ပါတယ်။ဒါ ው လည်းဘောမာတွေတကယ်နဲ့ထောက်ခံနေပါတယ်။ဘာလုပ်ပြီးတာမလုပ်ပြီးတာတပိုင်းသားဘာပြောသမျှအကုန်လုံးကောင်းချိန်နေတဲ့ကောင်တွေဖြစ်ပါတယ်။စနေပါလာ24ရက်နေ့မှာစတင်ပြီးစနေပါလာ29ရက်နေ့ထိရုရှားကိုရောက်နေတဲ့မင်းအောင်နိုင်ဟာမြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံတပေါင်းပိုအခြေခံ ရက်စစ်ဒါဘေးစစ်ုံတိဆောက်နိုင်ရင်အကူအညီပေးရန်ရုရှားကိုအကူအညီထောင်းခံတဲ့ပြင်အာဂါသာနီးပညာစူးစမ်းလေ့လာရေးအတွက်ဂျိုရူလူတင်ကိစ္စများကိုပါရုရှားနဲ့လက်ရှိမှာဆွေးနွေးနေပြီးရုရှားစီရဲ့ထပ်မံကူညီတောင်းထားကြောင်းလည်းသိရှိရပါတယ်။ကဲရုရှားစီကအကူအညီရမယ်တော့မသိဘူးမြန်မာနိုင်ငံကဘာတွေပေးနေလဲဆိုတာကတော့ကျွန်တော်တို့ပြည်ကြည့်ကြတော့မလို့ပါဘူးပြည်ကြည့်တယ်တော့သိမှန်နေတာကူဖြစ်ပါတယ်။ဘောအဲ့ဒီမှာနေထိုင်တဲ့အခါမှာအဆင်ပြေတယ်ပြီးတော့အလုပ်လုပ်ကိုင်းတဲ့အခြေအနေတခုရရှိပါတယ်။ CI စာအုပ်နဲ့ထိုင်းနိုင်ငံရောက်ရှိပြီးတော့အလုပ်လုပ်ကိုင်းတဲ့မြန်မာနိုင်ငံသားတန်းတဲ့ခြေရှိပါတယ်ရှင့်။ CI ဆောင်းပါဆိုရင်တက်တန်းလေးနှစ်ရှိရလို့သိရပါတယ်။ဒါပေမဲ့ဒီဆောင်းအုပ်ရရှိပြီးတော့တက်တန်းနှစ်နှစ်ပြည့်တယ်ဆိုတော့ CI ကနေပြီးတော့ PG ကိုပြောင်းခွင့်ရှိပါရှင့်။ဒီတော့ဒီအပိုင်းမှာ CI ဆောင်းကင်ထားတဲ့သူတွေကတက်တန်းနှစ်နှစ်ပြည့်ပြီးအခါမှာ PG ကိုသွားပြောင်းကြတာပေါ့ရှင်။သွားပြောင်းတဲ့အခါမှာဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံမှာရှိတဲ့ဘဏ်ကမဟာချိုင်းမှာရှိတဲ့ CI ရုံးမှာဆိုရင်ဒီလာပြီးတော့ CJ လာပြောင်းတဲ့သူတွေရဲ့စာအုပ်ထဲမှာ passport for thailand only ဆိုရယ်တစိုက်တော့ထုတ်ပေးလိုက်ပါတရားဆိုရယ် CN ကနေ PJ ပြောင်းလို့ရှိရင်အခြားနိုင်ငံကိုကူပြောင်းဖို့အတွက်ကိုခွင့်လန်းရှိရပါတော့အခုကကြတော့ CN ကနေ PJ ပြောင်းလဲထိုင်းနိုင်ငံထဲမှာပဲနေရမယ် CI နဲ့လည်းထိုင်းနိုင်ငံထဲမှာပဲနေရမယ်ဆိုပုံစံဖြစ်သွားပါတယ်ဒီခါကျတော့ထုံးစံတိုင်းအတန်ညံစီလာတာပေါ့ရှင်ကျမတို့မြန်မာနိုင်ငံသားတွေရဲ့အမှုကျင့်ရလဲသိရတိုင်းပဲအမြင်နဲ့ပြဿနာရှိနေရဆိုတော့ပဲပေတော့တော့ပြဿနာရှိနေရဆိုတော့အသေးချာဖမ်းချင်ဆိုအရင်ဆုံးချောင်းပိတ်လိုက်ရတယ်ဒါလည်းအနေထားကလေချောင်းပိတ်လိုက်ရတယ်ချောင်းပိတ်ပြီးတော့မှအဲ့ချောင်းထဲမှာရောက်ရှိသွားတဲ့အုပ်စုကိုတခါလေးကုိတ်ကနေဖမ်းရတာ ဒီတော့ဒီလိုမျိုးထိုင်းနိုင်ငံကနေထွက်ခွင့်မပြုတော့ဘဲနဲ့ပိတ်လိုက်တဲ့ကိစ္စကချောင်းပိတ်လိုက်တောင်မဖြစ်နိုင်ဘူးလား။ဘာကြောင့်ချောင်းပိတ်တာလဲ။ဘသူတွေကိုချောင်းပိတ်ချင်တာလဲဆိုတာကတော့ဟွန်းစနိုက်ပါစုကမသိရင်ထိုင်းစိုးရသူခွေးကြနေရမယ်။ဒီမိကုန်းတွေကိုကိုယ်ဆက်လက်ပြီးတော့စဉ်းစားကြည့်ကြပါရှင်။အချို့တွေကတော့စဉ်းစားဖို့အချိန်တန်ပြီးလို့ထင်ပါတယ်။မိဘပြည်သူများတော့ခေါင်းရှုံခံပါနဲ့။ကျမတို့ဖြစ်စဉ်တွေသိရတဲ့ခါကျရင်ပြောပြမှာပါ။ပြင်ပခံပြီးစဉ်းစားမှနေပါနဲ့ရပါတယ်။ဒါမိဘပြည်သူများအတွက်ပြဿနာရှိတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ထိုင်းနိုင်ငံမှာရောက်ရှိပြီးတော့တတိယနိုင်ငံပြေးဖို့ကြံနေရတဲ့သူတွေကတော့အခုချိန်ကစပြီးတော့မိုးလင်းပေါက်နှစ်ခုပေါ်လက်တင်ပြီးတော့အဖြေထုတ်ကြကြပါတော့အဖြေထုတ်ဖို့ချိန်ကြပါပြီအဖြေထုတ်နိုင်တဲ့သူကတော့လွတ်မှာဖြစ်တယ်အဖြေမထုတ်နိုင်တဲ့သူကတော့ကုိကနေမိမှာဖြစ်ပါတယ်အာအခုနောက်ပိုင်းထုတ်တဲ့ passport တွေကိုနော် passport for Thailand only ဆိုတဲ့စာရေးပြီးတော့ထုတ်ပေးတယ်ဆိုတဲ့တဲ့ရင်အခုအားလုံးထဲမှာဂဲရိုက်နေအဲ့တော့နောက်ထပ်နောက်ထပ်နိုင်ငံတွေလည်းမဖြစ်လာဘူးပြောလို့မရဘူးဒီစာအုပ်ချုပ် CI ချုပ်အလုတ်လောက်ကနေထိုင်ရတာအဆင်ပြေတာမဟုတ်ပါဘူးအထောက်အထားတစ်ခုခုရှိမှအလုတ်လောက်ကရတာအဆင်ပြေတာပါ အရင်ခေတ်ကဆိုရင်ထိုင်းနဲ့အမဘတ်ရိုက်ပေးတယ်။ဟိုအရင်ခေတ်ကဆိုဘတ်တမျိုးတည်းနဲ့နေထိုင်ခွင့်ရှိတယ်။အဲ့တော့ထိုင်းဆိုရဲ့ဥပဒေအောက်မှာတရားမဝင်အလုပ်သမားကိုခိုင်းစေခွင့်မရှိဘူးဆိုတဲ့ဥမရှိတဲ့ဥပဒေကိုရှိပါတယ်။အဲ့လိုတရားမဝင်အလုပ်သမားခိုင်းစေရင်အလုပ်ရှင်ရောအလုပ်သမားရောအရေးယူရပါတယ်။အဲ့ဒီအတွက်ကိုခိုင်းစေမဲ့အလုပ်သမားဟာတရားဝင်ဖို့အတွက်တရားဝင်လက်မှတ်တစ်ခုခုရှိဖို့လိုအပ်ပါတယ်။အဲ့ဒီအရင်ခေတ်တော့ဆိုရင်တော့ passport နဲ့အဲဒီဘတ်နှစ်ခုပဲရှိပါတယ်။အခုနောက်ပိုင်းမှာဘတ်ရှိတယ် CI ရှိတယ် passport ရှိတယ် เนาะအဲ့ဒီ၃မျိုးဖြစ်တာပါဘတ်ကြတော့ကိုနေရခရိုင်အတွင်းမှာပဲနေခွင့်ရှိတယ် CI ကြတော့ထိုင်းတနိုင်ငံလုံးလွတ်လပ်စွာသွားလာလက်လက်ပတ်ကြောင်းရွှေ့ခွင့်ရှိတယ် passport ကြတော့ဘယ်သွားသွားဘယ်လာလာအခြားနိုင်ငံထွက်လည်လဲလက်ပတ်ခွင့်ရှိတယ်အဲ့လိုအနေထားကနေ CI ကနေကျွန်တော် CI ရပြီဆိုရင် passport ရှောက် passport စာအုပ်ရလာရင်အဲ့ဒီ CI ထဲမှာရှိတဲ့ visa တက်တန်းအချက်လက်တွေကို passport စာအုပ်အနီးထဲကိုထည့်လို့ရှိရင်ဒါက ပတ်စပို့ကြီးကင်ဆောင်သွားတယ်အဲ့ဒီအနေထားကနေအခုဘာလုပ်လဲဆိုတော့အဲ့ဒီထုတ်အဲ့ဒီပတ်စပို့အစ်တမှာထိုင်းနိုင်ငံအတွင်းသာနေထိုင်ခွင့်ရှိမယ်ဆိုတဲ့ဟာကိုရက်စာရိုက်ပေးလိုက်ဒါဟာနိုင်ငံငါဥပဒေအရပျောင်းတင်းတင်းချိုးပေါက်တာဖြစ်တယ်ပတ်စပို့ကိုပတ်စပို့ဆိုတာကထုတ်ပေးတဲ့နိုင်ငံကဘယ်နိုင်ငံသွားလို့မရဘူးလို့ပြောပိုင်ခွင့်မရှိဘူးอืมလက်ခံတဲ့နိုင်ငံသားလင်းဘယ်နိုင်ငံကပတ်စပို့ကိုသူတို့နိုင်ငံအတွင်းဝင်ခွင့်မရှိဘူးဆိုလဲပြတ်တန်းချက်ပဲရှိတယ်အဲ့တော့လက်ရှိမင်းအောင်နိုင်လောက်တဲ့လောက်ရတာ နိုင်ငံတကာဥပဒေကိုလည်းပေါ်တင်ချိုးပေါက်တယ်လူခွင့်ရေးကိုချိုးပေါက်ပြီးပတ်စပို့ပါဆိုမှဘာကိစ္စနဲ့ဒီထိုင်းနိုင်ငံတိုင်းကသွားရဆိုစအောင်ထည့်ပေးစရာအကြောင်းရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်စီအိုင်နဲ့ပဲနေတော့မှာပေါ့ဘာလို့အလုပ်တော့မှဒီပတ်စံနှကောင်တော့ဝန်ကုန်နဲ့ပတ်စပို့ထောက်ဦးမို့လဲဟုတ်တယ်မလားဟွန်းကျွန်တော်တို့ကဘက်ကနေဘက်ရိုက်ပြီးတာနဲ့ပတ်စပို့စာအုပ်အနီရှိလို့ရှိရင်အဲ့ဒီအနီတွေကိုဘက်ကအချက်လက်တွေရိုက်ခဲ့လို့ရတယ်အဲ့ဆိုရင်ပတ်စပို့ကိုင်ရောကျိုးတဲ့ညောင်ပြိုင်တက်လာတယ်ပြည်ချင်းစာအုပ်အခွန်ပါလာတယ်ထိုင်းနိုင်ငံမှာရိုက်ပေးတယ်ယာရီတက်တဲ့ခံကဒီ ဘတ်စီချုံမှုဆိုတဲ့ဒီပန်းအောင်ဘတ်ကိုရလာတယ်ဘတ်ထဲကဗီဇာအချက်လက်တွေနှစ်နှစ်ရရင်အဲ့နှစ်နှစ်ကိုဒီအလွတ်ပါလာတဲ့ပတ်စပို့တဲကိုထည့်ကြတယ်ဒီပတ်စပို့စာအုပ်ကြီးကင်ခွင့်ရပေါ့အဲ့လိုပဲ CI စာအုပ်ရှိလို့ရှိရင်လည်း CI နဲ့အချက်လက်တွေကိုပတ်စပို့လျှောက်လျှောက်ပြီးတာနဲ့ CI နဲ့အချက်လက်တွေဒီပတ်စပို့စာအုပ်ကြီးထည့်တယ်နဲ့ပတ်စပို့ကင်ခွင့်ရပေါ့နော်အုံးမိမိမအေးနေမတိနေလစ်လာနော်လေပန်းတန်းစီချက်မပြောနဲ့ဗယံမလားကြည့်တဲ့စီရန်ယုံဗန်ကောက်လားမဟာချိုင်လားဗန်ကောက်နဲ့မဟာချိုင်အတူတူမဟုတ်ဘူးနော် တိလာနင်တို့စစ်ခွေးထောက်ကန်တဲ့လူတွေကလေနင်တို့ကနင်တို့နင်တို့စစ်တပ်အတိုင်းဝိုင်းရဟာတယ်ဦးတော့ပေါက်ကိပြောရင်အေးစစ်သွားပြောဆမ်းပါနော်ဒီလောက်မြန်မာပြည်ကတန်းနေရှိရှိနေတဲ့နိုင်ငံတစ်ခုရဲ့အကြအရာကိုပြောငါတို့ဆိုဂျပန်နိုင်ငံကြောင့်ကိုရီးယားနိုင်ငံကြောင့်မတိပဲရမ်းမပြောရဲဘူးဘာဖြစ်လို့လဲအမှန်ကမှပြည်ရဲ့အများကြီးရှိတယ်မတော်လို့ကိုပြောလိုက်တာလွဲဝိုင်းစောက်ပွားဖြစ်မှာအဲ့လိုပဲဟုတ်ပါပဲနော်ဒီတန်းနိုင်ငံအကြောင်းကိုပြောချင်တယ်ဆိုရင်တတိချာချာလေ့လာလေဟမ်တလွဲတွေပဲရှောက်ပြောပြီးတော့အဲ့ဒီကနိုင်ငံထိုလုံတဲ့လူပါ refugee ဖြစ်လူပါဆိုမှနေမဲ့လင်ပတ်စဖို့ဘာလို့ပို့လဲ ။ passport မရှိတဲ့လူတွေကိုတတိယနိုင်ငံခေါ်လုံခွင့် UN ကတ်လျှောက်ပြီးတွားတာလေ။နေ passport စာအုပ်ဆက်စုပ်ကိုအဲ့ဒီတတိယနိုင်ငံကူမလူတွေပါလို့ကနေဖင်နဲ့ထိုးထည့်ရဘူးလား။ဟမ်။စကားပြောရင်ဟုတ်မှန်တာကိုပြောစမ်းပါ။နောက်ပြီးကိုစီကရိုင်းနေဆိုတော့စကားထွက်လာပြန်အောင်။သမထလုံးမှာလားဆိုတဲ့ကောင်းစင်နဲ့ကျွန်တော်တို့ဆွေးနွေးသုံးသပ်သွားကြဖို့ရှိပါတယ်ကျွန်တော်ကတော့ ARD မြန်မာပိုင်းအက်ဒီတာကျော်ခပါကျွန်တော်နဲ့အတူတူဆွေးနွေးမဲ့သူကတော့ ARD ရဲ့အက်ဒီတာချုပ်ကိုအောင်စောဖြစ်ပါတယ် ကောင်းဆောင်မင်္ဂလာပါမင်္ဂလာပါဘုရားဒီရက်ပိုင်းမှာဘုโจမှုကြီးမင်းအောင်လိုင်းကလာဒီစစ်ပိုက်ဆိုင်ရာအပြောင်းအလဲတွေထပ်ပြီးလှုပ်သွားတာတွေ့ရတယ်အဲတချို့ဆိုလို့ရှိရင်ဒုတိယဘုโจကြီးယာဒူးတွေကိုတင်ပေးလိုက်တာတွေတွေ့ရတယ်လို့တချို့လဲနေရာရွှေ့ပြောင်းနေလှုပ်တာတွေ့ရတယ်ဆိုတော့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်လာဒါဒီသူစိတ်ချရတဲ့လူယုံနေလာတစ္ဆာခံမဲ့လူတွေကိုနေရာချတယ်ဆိုတော့သုံးသက်ချက်တွေလည်းတွေ့ရတယ်ဆိုတော့ဒီပေါ်မှာဘယ်လိုသုံးသက်မိလဲပေါ့ ဟုတ်အားလုံးစိတ်ဝင်စားနေတဲ့အကာလဖြစ်တယ်တက်ထက်မှလည်းခက်လက်လို့ပဲပေါ့နော်ခဏနေလည်းမငြိမ်လို့ပြောလို့ရတယ်အပေါင်းမီဆက်ဝေးမဲ့သူတွေရှိတယ်အလားပစိုးလဲမဲ့သူတွေရှိတယ်ကောင်းဝင်လဲမဲ့သူတွေလည်းရှိတယ်ပေါ့ဗျာအဲ့လိုပြောကြတာပေါ့နော်ဆိုတော့အပြောင်းလဲတွေစပြီးဖြစ်လာတယ်ဆိုတော့ဟိုဥပမာအဖြစ်ဒီတက်ထက်အပြောင်းလဲဆိုရင်ဒီကာဆက်တာမူအပြောင်းလဲတွေရှိအဲ့ဒီမှာမှဥပမာအဖြစ်ပြောမယ်ဆိုရင်ဒုတိယပုဂ္ဂိုလ်ကြီးကုကူဦးကိုကာဆက်တာတစ်ကနေပြီးကာဆက်တာငါ့ကိုရွှေ့တော်မျိုးပေါ့ဆိုတော့ဒီလိုအပြောင်းလဲတွေကြည့်တဲ့ခါကျတက်ထက်မှလည်းအားလုံးကြည့်နေတယ်ဘေးရင်ဟောနေကြတာဟောရင်ထုတ်နေကြတာ ပထမကြီးမင်းအောင်လန်းနေပြီသူ့ရဲ့လူတွေကိုဆွဲပြီးတင်မယ်။နောက်ပြီးတော့ရုပ်ောက်ပြောတယ်လုတော့မယ်။နောက်လာမယ်3လ3လအတွင်းမှာပါ3လအတွင်းမှာလုံးမယ်ဆိုတဲ့အခါကျတော့သူ့လူတွေကိုနေရာချတာပေါ့။နေရာပြောင်းလဲချတယ်ပေါ့။အဲ့ဒါမျိုးလို့သုံးသပ်လို့ရပါတယ်။နောက်တစ်ခုကတော့ထူးခြားတာတစ်ခုကတော့သူ့ရဲ့ ADC AD campaign နဲ့ဟလာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ပိုချုပ်မိုးမြင့်ဆွေပေါ့။ဆိုရင်သူ့ရဲ့လက်ဆွဲတော်ပိုချုပ်တယောက်ပဲ။သူ ADC ဖြစ်နေနေခဲ့တာ AD campaign ဖြစ်နေနေခဲ့တာကြားပါပဲ။စစ်ဖက်လက်ထောက်ရာထူးပေါ့နော်။ဆိုတော့ ီယာတူကနေသူ့ကိုကကထုတ်မှာဟဲ့လားအဲသူ့ကိုဒုတိယပုဂ္ဂိုလ်ကြီးယာတူကိုပေးခဲ့တာခန့်ခဲ့တာမျိုးပေါ့ဆိုတော့ဒီအရွှေတွေကိုကြည့်မယ်ဆိုရင်သူကသူ့ရဲ့လူတွေကိုရေးကြီးတဲ့နေရာတွေမှာစပြီးပေးတယ်ဟဲ့လားဒါကိုလည်းဒီမြန်မာတက်မတော်ရဲ့မြန်မာစစ်တပ်ရဲ့စုရမျိုးဆက်တစ်တီကိုနေရာစပြီးပေးလာတယ်နေရာပေးပြီးတော့ရွှေပြောင်းလုပ်လာတယ်ပြီးတော့တတိယမျိုးဆက်တစ်တီဖြစ်တဲ့29 28 29ခုစင်းနေကဖဲထုတ်ပြီးတော့အခုနောက်ပိုင်းမှာ DS 38 41 42အဲ့ဒီ အဲ့ဒါထိုးတင်လာတာမျိုးကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့ဒါဒါအပြင်ဒါအပြင်တခြားဒုတိယပူဇော်ကြီးတန်းနေရှိတဲ့သူတွေမှဒုတိယပူဇော်ကြီးကံမြင့်တန်းဆိုရင်ရင်ကကထုတ်မှနေခဲ့တာဒီပေါ်မှာလာတော့လုတ်ခဲ့တာသူဆိုရင်ဒါကကထုတ်ဆိုတာကတော့ကာကွယ်ရေးပစ္စည်းထုတ်လို့ရေး defense industry ပေါ့ defense industry မှာတကယ်ကိုအရေးကြီးတဲ့နေရာပေါ့ဆိုတော့အဲ့ဒီနေရာကိုသူက develop လောင်း spare laptop ကိုပေးလိုက်ပြီးတော့အဲဘုရားဒုတိယပူဇော်ကြီးကံမြင့်တန်းကတော့စက္ကန့်ဖုံမျိုးတွေကိုရွှေ့တယ်ပေါ့ဆိုတော့ဒါတရားတဲ့သူရဲ့ချင်းကလက်ကင်သူ့ရဲ့ ြင်ဆင်နေတာတွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဒီပြင်ဆင်မှုတွေကလည်းအရေးကြီးတယ်စစ်တပ်တစ်ခုရဲ့ပြောင်းလဲမှုတစ်ခုလည်းမဟုတ်တော့ဘဲနဲ့ဒီစစ်တပ်ကတိုင်းပြည်ရဲ့တောင်းတိုင်းပြည်ရဲ့တာဝန်တိုင်းပြည်ရဲ့အာဏာကိုယူထားတဲ့ဖြစ်တဲ့အတွက်ကြောင့်သူတို့ပြောင်းလဲမှုကလည်းတိုင်းပြည်ရဲ့ရှေ့ရင်းနဲ့တရေဆက်တဲ့တရေဆက်ဆက်နေတယ်တရေဆက်ဆက်နေတယ်ပြောလို့ရတာပေါ့ဒါတွေကဒီပြီးခဲ့တဲ့အာနာရှင်ဟောင်းအတန်းရွှေလက်ထက်တုန်းကလည်းသူမစင်းခင်ဒီလိုအခင်းချင်းမျိုးကိုဖန်တီးသွားတာပဲမဟုတ်ဘူးဟုတ်တော့2009 2009 2010ကာလတွေမှာဆိုလို့ဒီအခင်းချင်းကိုသူပြင်ဆင်ခဲ့တာပေါ့နော် ဆိုတော့ဟိုပြန်ကြည့်မယ်ဆိုရက်ဘ ෝජ ုံမှုကြီးမောင်ရေးပေါ့နော်အခုတော့ဘ ෝජ ုံကြီးစိုးဝင်ယူထားတဲ့နေရာပေါ့ဆိုသူရဲ့ recommendation နဲ့ပဲတက်အရှိပြောင်းနေအများကြီးလုပ်သွားတာတွေ့ရတယ်ဒီနေ့ဒီချိန်မှာတော့ဒေါ်လာစစ်ဒေယုတ်တာမယူထားတယ်သူရဲ့ဘ ෝජ ုံကြီးစိုးဝင်ရဲ့ဩဇာသူရဲ့စီမံမှုသူရဲ့ဆုံးဖြတ်ချက်တွေဒီအရှိပြောင်းမှာဘလောက်ပါလဲဆိုတော့ပြောရခက်တာပေါ့နော်ဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့အရင်ကတည်းကဘ ෝජ ုံကြီးမောင်ရေးရဲ့စီမံခံကွက်မှုတွေအများကြီးရှိတယ်သူရဲ့ input တွေနောက်ထောင်နေရတာရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုတာဝန်ယူထားတဲ့ဘ ෝජ ုံကြီးမယောင်လံကိုကြည့်မယ်ဆိုရင်လည်း သူ့ recommend လုပ်ခဲ့တာကဒုတိယဗိုလ်ချုပ်မူကြီးမောင်ဝင်းကလုပ်ခဲ့တယ်ဆိုပြီးတော့တိခဲ့ကြတာဟုတ်တယ်မလားဆိုတော့ဒီအပြောင်းလဲတဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ခုနကကိုကျော်ခပြောခဲ့သလိုပဲဗိုလ်ချုပ်ကြီးတန်းရွှေလုပ်ခဲ့တဲ့အချိန်မှာလွန်ခဲ့တဲ့15နှစ်ကဒီအခင်းချင်းတွေကိုပြင်းတဲ့အချိန်မှာမှတ်မိမယ်ဆိုရင်အခုဗိုလ်ချုပ်ကြီးကျော်စွာလင်းကြီးရည်လေညှိနှိုင်းညှိနှိုင်းကုတ်ကဲမှုတောင်းယူထားတဲ့ဗိုလ်ချုပ်ကြီးကျော်စွာလင်းဆိုရင်လေအဲ့နေရာကအဲ့တုန်းကပေးခဲ့တာကဗိုလ်ချုပ်ကြီး trash human မှတ်မိကြမှာတဲ့ဒါပေမဲ့ तू ကတမနာဖြစ်မလာပဲနဲ့အဲ့တော့ဝင်ရုပ်တောင်ယူခဲ့တဲ့ဘုကျော်ကြီးတင်းစင်ရနေပြီးတော့ဝင်ရုပ်ရာတွေကနေတမနာဖြစ်သွားတယ်အစိုးရအပြောင်းလဲပါမယ်နော်အဲ့ဆိုတော့အဲ့ဒါတွေကတော့ဒီဟာတွေအဲ့လို surprise အဲ့လိုအဲ့လို unwanted ဆရာကောင်းတဲ့အကွက်တွေကတော့ဒီလာမဲ့လတွေမှာအများကြီးတွေ့ရမယ်လို့ကျွန်တော်တော့ထင်တယ်ဆိုတော့တက်ချုပ်ကလာသူကနောင်ရည်ကိုစိတ်အေးအောင်လာသူ့ရဲ့အန်တယ်ကိုကင်းအောင်လုပ်တာလားပေါ့နော်နှစ်ခုလုံးပေါ့ဟုတ်ကဲ့ဆိုတော့အဲ့မှာအခု စစ်ပဆိုင်ရာမှာတင်သူကအဲ့လိုအပြောင်းလဲတွေလောက်တာမဟုတ်ရှေ့မှာဒီသူတို့လက်သက်မွေးထားတဲ့ကြံ့ခိုင်ရေးပါတီပေါ့နော်ကြံ့ခိုင်ရေးပါတီတွေကိုဘောင်းမီချုပ်ပြီးဝင်ဖို့ဒီဒုတိယဗိုလ်ချုပ်ကြီးလည်းပဲရှိတဲ့သူတွေရောအရာရှိတွေအများကြီးပေါ့နော်ဒီကြံ့ခိုင်ရေးပါတီတွေကိုဘောင်းမီချုပ်ပြီးလွတ်လိုက်တာတွေလည်းအများကြီးရှိနေဟုတ်ဆိုတော့ဒီလိုအခင်းကျင်းကခုနခုနလိုတော်တော်တူပါတယ်ဒီဦးတန်းရွှေလက်ထက်ကလောက်ခဲ့တဲ့အခင်းကျင်းနဲ့လည်းတော်တော်တူတယ်ဆိုတော့ဒါသူဘာအတွက်ကြိုပြင်တာလဲပေါ့နော်ကြိုတင်ပြင်ဆင်တဲ့ ပုံစံလို့မြင်ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်တာဒီဦးတန်းရွှေခစ်တုံးအရောပေါ့နော်ဟုတ်ကဲ့သူဒီအပြောင်းလဲကိုလုပ်တဲ့ခါမှာဒီ transition ကိုသွားတဲ့ခါမှာအတော်ငြိမ်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်သူလက်ငြိမ်တယ်အဲ့တော့တိုင်းပြည်အခြေအနေအရလည်းငြိမ်သက်တဲ့အနေအထားတစ်ခုမှရှိတယ်သူဒီ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 ရာထူးဒီဒီလက်ရှိခင်ကျင်းနေရတော့မတူဘူးဒီစစ်တပ်ကနေပြီးတော့ဒီစစ်တပ်ကနေပြီးတော့ပါတီကိုကူးတဲ့အပြောင်းလဲတွေပြီးတော့ဘောင်းမီချုပ်ပြီးတော့ နော်ပစိုးဝတ်အပြောင်းလဲတွေပေါ့နော်ဒါတွေကသူအဲ့ဒီအပြောင်းလဲမှာနည်းနည်းဒီတက်အများကြီးတိမ်မှုရလို့ပြောလို့ရတယ်ပေါ့နော်အခုတော့ဒီလောက်တိမ်မွေးပါမလားပေါ့နော်ခုနကကျွန်တော်တို့ပြောချင်းပြောပြောခုနကမြေခဲ့သလိုပဲဘုဂျုံဘုဂျုံကြီးမရောက်ဘုဂျုံကြီးမရောက်နိုင်ဟာအာနာလောဘကြီးတယ်တက်ထဲမှာလည်းလူကြိုက်နေတယ်အာနာကိုလည်းသူတိမ်ထားတယ်သူဖြစ်တယ်နော်ဆိုတော့ဟိုသူ့ရဲ့ရှေ့ရုပ်လည်းသူကအလွန်ကြောက်ရတယ်အလွန်ကြောက်ရတယ်သူကြောက်ဖြစ်တယ် သူ့ကိုလည်းစစ်ရာဇဝတ်ကောင်ဖြစ်နေဟလားနိုင်ငံကားရောပြည်တွင်းရောတတ်မှတ်ထားတာဖြစ်တယ်အဲ့တော့ तू ကဒီအရွေးကိုရွှေ့တဲ့ခါမှာသူ့ရှေ့ရေးကို तू အများကြီးထည့်စင်စားတာခုနကပြောရတဲ့အချက်တွေအကုန်လုံး तू ထည့်စင်စားရမှာလို့ကျွန်တော်ကမြင်အဲ့တော့ကျွန်တော်ထင်တယ်ဒီရွှေ့ပြောင်းမှာတိတ်ပြီးတိမ်မွေးပါမလားတိမ်မွေးနိုင်ပါမလားပေါ့နော်ဆိုတော့အဲ့အဲ့ဒါတစ်ခုရှိတယ်လို့ကျွန်တော်ထင်နောက်တစ်ခုကတော့ကြန့်ခိုင်ရတဲ့ဘောင်းမီချွတ်ကြတဲ့ကိစ္စပေါ့နော်ဆိုတော့ဒုတိယဘုတ်ကြီးတပ်ပုံတို့ဒုတိယဘုတ်ကြီးတေစာကျော်တို့ဒုတိယဘုတ်ကြီးလင်းအောင်တို့ဒုတိယဘုတ်ကြီးဖုံးမြတ်တို့ဒုတိယဘုတ်ကြီးကံမြင့်တန်းတို့အဲ့ဒါပြင် ဘူဂျိုကြီးအွန်လိုင်းတို့ရပါအပါဝင်ပေါ့နော်ဆိုဒီ USDB တွေကိုကြက်ကန်ဖုန်မျိုးတွေကိုပို့လိုက်တယ်ဆိုရယ်တရင်နေကျွန်တော်တို့ဒီစရရတယ်ပေါ့နော်ဒါအပြင်တခြားဘာမလို့ဒီအများစုလဲကြက်ကန်ဖုန်မျိုးတွေကိုပို့တယ်ဆိုတော့ဒီတက်ထဲမှာကျွန်တော်မြင်တာကတော့သူတို့တွေက2026မှာအစိုးရအစ်စ်ခုဖြစ်လာခဲ့ပြီဆိုရင်သူတို့တွေကဝန်ကြီးရာတို့ယူမဲ့သူတွေတို့တော့ကျွန်တော်ခံမှန်းလို့ရတာပေါ့အဲ့ဒီအခြေအနေအထိကြိုပြင်ထားတာပေါ့ကျွန်တော်တင်တဲ့အဲ့ဒီအားလည်းအဲ့ဒါကိုအဲ့ဒါကိုလည်းဥတန်းချွေကြိုပြင်ခဲ့တာပါပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင် သူရွှေ့ခဲ့တဲ့သူတွေအကုန်လုံးကဥတန်းဥတင်းစင်လက်ထက်မှာအကုန်လုံးသူဝင်ကြီးတွေဖြစ်လာခဲ့ကြတာပဲဥစ္စာဆိုတော့ဒါဆိုရင်အခုလက်ရှိဒုတက်ချုပ်ဖြစ်နေတဲ့ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းအခန်းကဏ္ဍရောဘယ်လိုဖြစ်သွားနိုင်လဲပေါ့ဆိုတော့တက်ထက်မှာဆိုရင်ပေါ့နော်အဲဒီဗိုလ်ချုပ်ကြီးသူရတင်ဦးတို့ပြီးတော့ဒီနာဝတနာဖခင်မှာတာဝန်ယူခဲ့တဲ့အဲဒုတိယဗိုလ်ချုပ်ကြီးတင်ဦးတို့ပေါ့နော်ဆိုတော့သူတို့တွေကြတော့တက်ထက်မှာသူတို့မှာသူတို့ဒုရှိတယ်သူတို့လေးစားတဲ့သူတွေရှိခဲ့တယ်ပေါ့နော်ဆိုတော့ အခုဘူရီရဲ့ဘူဂျိုကြီးဆိုးဝင်းဆိုရင်လည်းတက်ထဲမှာတော့သူစစ်သားတယောက်အနေနဲ့လက်ခံတယ်ဆိုတော့အမြင်တော့ရှိတာပေါ့နော်ဒါပေမဲ့ဘူဂျိုကြီးမရောက်နိုင်ကြတော့ corruption အရင်ကြီးတယ်တကယ် agri license မှုအရင်ကြီးတယ်စစ်သားမပီးတာကိုတကူကောင်းဆန်တယ်ဟလာဆိုတော့သူသူ့ရဲ့မိသားစုအချိုးစီးပွားတယ်ပဲသူလုပ်တယ်ဆိုတာမျိုးတွေအမြင်တွေတက်ထဲမှာအများကြီးရှိတာပေါ့ဆိုတော့တကယ်လို့ဒီအပြောင်းအလဲတွေမှာပြန်ကြည့်မယ်ဆိုကျွန်တော်စိတ်ဝင်စားကြည့်တင်တာပါလဲဆိုတော့အခု reshuffle လုပ်တဲ့ဟာတွေမှာ ဗိုလ်ချုပ်ကြီးစိုးဝင်းသူလို့ယူဆရတဲ့သူတွေဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့နှိစက်တဲ့သူလို့ယူဆရတဲ့သူတွေသူ့ရဲ့ကံမြတ်သူ့ရဲ့ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ကံမြတ်မှာနေတဲ့သူတွေလို့ယူဆရတဲ့သူတွေအကုန်လုံးဖြည်းဖြည်းချင်းသူကဖယ်ရှားနေတာကျွန်တော်ရဲ့၃လင်း၅လတော့ကျွန်တော်ရဲ့၃လင်း၅နှစ်မှလည်းတွေ့ရတယ်ပဲလေဆိုတော့သူ့လူတွေပါလာဖို့တော့မရှိဘူးပေါ့တိတ်တိုင်းတက်လာဖို့မရှိပဲ reserve လို့ခေါ်လဲအရန်တက်လို့အမျိုးပို့ခံရမျိုးလောက်ပဲရှိမယ်လို့ထင်ပါတယ်ဟုတ်ကဲ့ဆိုတော့အခုကတော့သူကနောင်ရေးစိတ်အေးအောင်ဆိုတော့အခင်းချင်းတွေကိုသူပြင်တာပေါ့နော်ပြင်ပြင်ပြီးတော့ ဒီပြင်တဲ့ပုံကိုကြီးကိုနိုင်ကရောဟုတ်လားဒီဘယ်ဘလို့သွားမှာလဲဒီသမရလမ်းကိုသွားမှာလားဒီတက်ချုပ်ရာဓုရောစွန့်လွတ်ရဲပါမလားဘာကြောင့်လဲဆိုတော့သူရဲ့ဒီအာနာသိန်းတဲ့ကိစ္စအပါဝင်ဒီနောက်ပိုင်းမှာလဲဟလားဒီရစီရဆွေးမှုတွေကိုအကြီးကျယ်ကျူးလွန်ထားတဲ့ပုံကိုဖြစ်တဲ့အခါနောက်တစ်ခုကလည်းအကျိုးစီးပွားကိုလည်းအဓိကဥထိတ်ထားတဲ့ပုံကိုဖြစ်တဲ့အခါကျတော့ဒီသူစီယူနီဘောင်းချွတ်လိုက်ရင်သူ့အတွက်အန်တီရရှိမယ်ဆိုရယ်စိုးရင်ချက်တွေရှိနေအောင်မလားပေါ့ဒါကြောင့်မို့သူက ဒီတက်ချုပ်ပဲလို့ဆရာတို့ကိုဆက်ယူထားအောင်မလားတမနာလိုင်းကိုသွားမလားပေါ့ဒီပေါ်မှာဘယ်လိုမြင်လဲပေါ့နော်ဟုတ်ဆိုတက်ချုပ်ဆက်လုပ်မလားတမနာလုပ်မလားပေါ့အဲ့ဒီမေးခွန်းကရန်ကုန်မှာရှိတဲ့တန်တမန်တွေကြားထဲမှာလည်းရေပန်းအစားဆုံးမေးခွန်းပေါ့နော်ဆိုတော့အုပ်စုမစုကွဲသွားတယ်ကျွန်တော်ထင်တယ်တိတ်ကတော့သူတမနာဆက်လုပ်မယ်ဆိုတော့အုပ်စုပေါ့အဲ့အုပ်စုကတော့ကပါပါပဲရှိတယ်တန်းချုပ်ကတမနာကိုနှစ်ခုလုံးလုံနိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့ပို့ပြီးတော့ အဲ့လိုလူမျိုးတွေပို့ပြီးတော့များလာတယ်အဲ့လိုအဲ့လိုအဲ့လိုအခင်းချင်းမျိုးပြုတ်ဖြစ်လာနိုင်တယ်ဆိုတော့အတွေးခေါ်ရှိတဲ့စောင့်ကြည့်နေတဲ့တန်တမန်တွေပို့များလာတာတော့ကျွန်တော်တို့ခံစားရတယ်ပေါ့ဒါပေမဲ့အဲ့လိုလုပ်မယ်ဆိုရင်လည်းဒါအခြေခံဥပဒေကိုဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်မျိုးချုပ်ဖောက်တယ်လို့ပဲဖြစ်မှာပဲဆိုတော့အဲ့ခါကျရင်ကျွန်တော်တို့ NLD ပါတီခေတ်တုန်းကနိုင်ငံတော်ရဲ့အတိုင်းအမြံပုံကိုဆိုရာဓုလူမျိုးခက်ဆင်ဆင်ဖန်တီးပြီးတော့နှစ်ခုလုံးကသူ နိုင်ငံဥဆောင်လို့ပုံစံမျိုးပုံစံမျိုးနေမှာလားဒါမှမဟုတ်စစ်ကော်မရှင်ဥက္ကဋ္ဌဆိုတဲ့နေရာမျိုးနဲ့သူနေမှာလားပေါ့ဒါတွေကအကုန်လုံးအခုအချိန်မှာတဏ္ဍာန်လောကမှာရောအပြစ်မှာစောင့်ကြည့်တဲ့သူတွေရောဘေးပတ်ဝန်းကျင်နိုင်ငံတွေရောဒီမျိုးကမဲ့မေ့နေကြတယ်ဒီလိုနဲ့သူကတော့သူ့အနေနဲ့ကတော့အခုလိုစင်စီတက်ချုပ်ရာတို့ကိုသူလွှတ်ရဲမှာမဟုတ်ဘူးဆိုတဲ့အမြင်ပေါ့အဲ့လိုအမြင်ပို့ပြီးတော့များလာတယ်လို့ခံစားရတယ်စကားလိုက်ပြောကြည့်တဲ့အခါမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်သူ့ရဲ့အနည်းဆုံးလူယုံလို့ပြောလို့ရတဲ့ဘိုးချုပ်ကြီးကျော်စာလင်းဟုတ်လား ကြသေးခင်ကပဲကြီးလေညှိကုတ်ဖြစ်လာခဲ့တယ်။အဲသူကတက်ချုပ်ဖြစ်ဖို့အတွက်အလားအလာအရှိဆုံးလူလို့အခုပြောနေကြတယ်။ဘာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပြီးတော့အများဆုံးကြီးဝင်ကြပါသေးလို့ထပ်မံဆုတောင်းပေးနေပဲညရှင်းနိုင်ဝဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။ဆုံးညွှန်ပြပေးတဲ့တုံ့ပြန်တိုင်းမှုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။